ဒါအရင်ကြီးကိုလေးနက်သွားတယ်ပေါ့နော်ကိုလည်းအရင်တော့ကလိုပဲသိရမလားကိုလည်းအရင်တော့ကဆိုလဲဒါခက်ဆက်ဆက်ပါကိုဒီလိုပြောခဲ့ဆိုခဲ့တာတွေအထာတွေအများကြီးရှိပါတယ်ဒါပေမဲ့လည်းအခုချိန်မှာလူတွေရဲ့စိတ်တက်စိတ်အခန့်လေးတွေကနည်းနည်းလေးတွေ sensitive ဖြစ်လာတဲ့အခါကျကိုကိုယ်တိုင်လည်းစင်ကြရမှာဆိုတာသိတဲ့အတွက်ကြောင့်မလို့ပိတ်ထားလိုက်တော့တယ် ကတော့ women dance ဆိုပြီးတော့ဒီ beauty blogger ဖြစ်ပြီးတော့ဒီကို share သမျှထဲမှာဘယ်တော့မှပြဿနာတက်ခဲ့တဲ့ brand ဆိုတာမရှိခဲ့ဘူးဘယ်တော့မှအာဘယ်သူ့မှဒုက္ခရောက်ခဲ့တဲ့ brand ဆိုတာမရှိခဲ့ဘူးဘာလို့ဆိုကိုကိုတိုင်းမတုံးတဲ့ဟာမှန်သမျှအောင်ဘယ်ဟာကိုမှလည်းမကြောညာဘူးပြီးတဲ့အခါကျရင်အာ โอ้ကိုလို့အမဲဟာပဲကိုလို့ပါတယ်ဟို beauty blogger တယောက်အနေနဲ့ social influencer တယောက်အနေနဲ့ social မှာပဲနေတယ် social media မှာပဲနေပြီးတော့ဒီဟာကိုလို့ဆရာရှိရပဲကိုလို့တဲ့အတွက်ကြောင့်မို့လို့လဲဒီလိုမျိုး brand တွေနဲ့ရေရှည်လက်တွဲလို့ရတာပါအော်ဒါကတော့ရှင် Facebook မှာဆိုတော့လေကိုရီးယားကျဘလူးဇာတာပါလဲဆိုတော့ထန်းကြီးကြွေကြီးနင်းကြိုက်လေးတွေနည်းနည်းဖြစ်တတ်တာလေးရှိရဲအဲ့လိုမျိုးလေးတွေပါနော်အာ ပြောရမယ်ဆိုလို့ရှိရင်တော့အခုချိန်မှာအလုံးနားလဲတယ်ဘာလို့လဲဆိုတော့လူတွေရဲ့စိတ်တွေကလည်းမှန်တမ်းပြောရရင်ဒါတကဘာလုံးနဲ့ဖြစ်နေတဲ့အရာเนาะတကဘာလုံးမှာအကုန်လုံးကဒါစီးပွားရေးတွေလည်းကျက်တဲတယ်အလုတ်ကိုင်းခွင်လန်းနေလည်းအကုန်လုံးအဆင်မပြေဘူးဖြစ်တဲ့အခါမှာအလုံးစိတ်ညစ်ညူးနေတဲ့အခါမှာအာဟို ဒီလိုအချိန်အမြင်လွဲတာတွေကဖြစ်တတ်ကြပါတယ်ဟိုဒါမဲ့လည်းဟိုပြောချင်တာကတော့လေအရန်ကြီးဆိုရှယ်မီဒီယာပေါ်မှာအရန်ကြီးဖြစ်တဲ့ဟာတွေပေါ်မှာအရန်ကြီးစိတ်လိုက်မှန်မာကြီးတွေဟိုဆဲတာဆိုတာကြီးတွေတော့မလုပ်စေချင်ဘူးဘာဖြစ်လို့လဲဆိုတော့ကိုယ်ကိုဆဲလို့မဟုတ်ဘူးเนาะသူများကိုဆဲလဲကိုကြည့်နေတာအဆင်မပြေဘူးပေါ့เนาะဟိုဘာဖြစ်လို့ဆိုတော့အလကားလေးအလကားအကုသို့ဝင်မယူစေချင်ဘူးပေါ့เนาะဘာလို့ဆိုတော့ဆိုရှယ်မီဒီယာမှာကိုကိုယ်တိုင်လည်းမြင်နေရတာတွေကိုကိုယ်တိုင်လည်းတွေ့နေရတယ်ပြီးတော့ကိုကိုယ်တိုင်လည်းအပြင်မှာလူချင်းပတ်သက်တဲ့ဟာတွေရှိတယ်ကွာ ဟိုမှလည်းလည်းညွှန်ဆိုရှယ်မီဒီယာမှာပြန့်နှံ့နေတဲ့90ရာခိုင်နှုန်းကအမှန်မဟုတ်ဘူးဒီအမှန်မဟုတ်တဲ့ဟာတွေနဲ့အာကိုကိုတိုင်ဒီဟာတွေကိုလိုက်ယုံပြီးတော့လိုက်ဆဲနေမှန်းဆိုလို့ရှင်ကိုပဲစိတ်ညစ်ရမှာဆိုတော့လေဟိုဆိုရှယ်မီဒီယာကိုဟိုဖြောပြေးတစ်ခုလိုပဲသဘောထားပြီးတော့ပဲကြည့်ပဲကြည့်ဖို့ပဲတင့်တော်တယ်ပေါ့နော်အရင်တော့ကလိုပေါ့ ာပြောချင်ချင်ပြောရေးချင်ချင်ကြီးအခုဟာကြတော့စာရှည်ကြီးနေပြီးတော့စာရေးစာကုန်းနဲ့တုတ်တဲ့လူတွေလည်းရှိတယ်လေအဲ့တော့ဝါတာဟုတ်တယ်ကိုကကိုခွေတဲ့တမိဝင်ခွေလိုက်ပြီးလို့ချင်းအစဲခါလိုက်ကိုကဟိုကဆိုပြီးပြောလိုက်အစဲခါလိုက်ဆိုတော့အေးငါမပြောတာပဲကောင်းပါတယ်လို့ဘာလို့ဆိုတော့ကိုပြောတဲ့အခါကျရင်သူတို့တွေကကိုကိုခွဲချက်စိတ်ပြပြီးတော့စာတွေအများကြီးရေးလိုက်တဲ့အခါကျဒါအရင်ကြီးကိုလေးနက်သွားတယ်ပေါ့နော်ကိုလည်းအရင်တော့ကလိုပဲသိရမလားကိုလည်းအရင်တော့ကဆိုလဲဒါ ခက်ဆက်ဆက်ပါကိုဒီလိုပြောခဲ့ဆိုခဲ့တာတွေအထားတွေအများကြီးရှိပါတယ်ဒါပေမဲ့လည်းအခုချိန်မှာလူတွေရဲ့စိတ်ဓာတ်စိတ်အခံလေးတွေကနည်းနည်းလေးတွေ sensitive ဖြစ်လာတဲ့အခါကျကိုကိုယ်တိုင်နဲ့စင်ကြရမှာဆိုတာသိတဲ့အတွက်ကြောင့်မလို့ပိတ်ထားလိုက်တော့ရအေးပေါ့လေရင်တော့လူကိုဘယ်မြင်ရတော့မလဲနော်ပုံစံတွေအဆအဆရရတွေကလည်းပြောင်းလဲသွားပြီကိုလည်းအမှန်တမ်းပြောမပြောရတာတွေအများကြီးရှိသွားပြီမှတ်တယ်လေဟိုပြောလိုက်တဲ့ဟာကိုပြင်ကြီးကျယ်ကျယ်စေတနာလေးနဲ့ကိုပြောချင်တဲ့ဟာလေးကတမျိုး သူတို့တွေနားလေတာတမျိုးဆိုတော့အမှန်တမ်းပြောရင်ကိုလက်တကယ်ပြန်ပြောလို့ရှင်စိတ်မကောင်းအဲ့လိုမျိုးဖြစ်တယ်တပါးဆိုတော့တခြားလူတယောက်ကိုဒီလိုမျိုးအာဟိုမကောင်းတဲ့ဘက်ကနေ negative ဘက်ကနေပြီးတော့မြင်အောင်လှုပ်လိုက်တဲ့သူတို့ရဲ့စိတ်ဆန္ဒကိုညင်ညူးအောင်လှုပ်လိုက်မိတဲ့အတွက်လဲကိုကအမှန်တမ်းပြောရင်စိတ်မကောင်းတကယ်တမ်းကိုယ့်ရဲ့ယူရချက်ကြီးကအဲ့လိုမျိုးတွေမဟုတ်ပါဘူးဟိုအဲ့ဒါကြောင့်ပြောတာပေါ့ social media ပေါ်မှာတကယ်တမ်းဖြစ်တဲ့ဟာနဲ့အပြင်မှာ တကယ်လက်တွေ့အမှန်တရားတွေနဲ့မမတူနေဘူးဆိုတာကိုပြောချင်တာပါ။ဆဲဆရာရှင်အားလုံးကဝိုင်းဆဲလိုက်ကြပြောဆရာရှင်အားလုံးကဝိုင်းပြောလိုက်ကြဆိုရင်မဲ့လဲပြောလို့ရတိုင်းဆဲလို့ရတိုင်းလုံးလို့ရတိုင်းနေအာလုံးဖို့မလိုပါဘူးလို့